Hello အားလုံးမမင်္ဂလာပါရှင်အဲဒါလေးကတောင်းဆိုထားတယ်ပေါ့နော်ဘယ်လိုပြောမလဲ love angel message လေးပေါ့ကွာ oracle message လေးကိုဖတ်ပြပေးပါမှာဖြစ်ပါတယ်အဲမီးလေးလာတော့ဖတ်ပြတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းပေါ့နော်နည်းနည်းဟောအတန်လေးတွေနည်းနည်းလေး noisy အတန်လေးတွေဝင်နေတာလေးရှင်ရောနည်းတော့သိခံပေးပါနော်မီးလာတော့ချိန်လေးဆိုတော့လေ ိုရေတင်တာတို့ဘာလို့ဆိုတဲ့လိုအတန်လေးတော့နည်းနည်းလေးတော့ဝင်နေပါမယ်เนาะအဲအားလေးတော့တိခန့်ပေးပါလို့เนาะဒါကကြတော့ပြောမှဆိုင်တော့ဗော collective လေးတွေ collective လေးတွေအတွက်ဒါကအချီရေးပေါ့เนาะအချီရေးနဲ့သက်ဆိုင်တဲ့တီးတန်အဲ origin message လေးเนาะ origin message လေးကဘာလေးတွေပြောနေလဲဘယ်လိုမျိုးလေးတွေကိုယ် အကြံလေးတွေပေးထားလဲစသဖြင့်ပေါ့နော်အဲ့ဒါလေးတွေကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒါက collective message ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီ energy ကိုက်ညီတဲ့သူလေးတွေအဲရှိကောင်းရှိလိမ့်မယ်တချို့လေးကြီးကြတော့လည်း energy မကိုက်တာလေးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကိုယ်နဲ့ energy ကိုက်ညီမှုမရှိဘူးဆိုရင်တော့ဒါက entertainment တစ်ခုအနေနဲ့ပဲနားထောင်ပေးပါနော်အကယ်၍ energy ကိုက်ညီတဲ့သူလေးတွေဆိုရင်တော့ဘာပဲဖြစ်ဖြစ်ဒါ အဲတည်တင်တည်ထိုက်တဲ့ message လေးတွေကိုဟိုတည်သွားရတယ်ဆိုရင်ပဲအမက အခုလိုမျိုးလေးပေါ့နော်ဗီဒီယိုလေးတွေလုပ်ပေးတာအဲကျေနပ်ရပါတယ်နော်ကျေနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးကိုပေါ့နော်အဲ့တော့ message လေးကိုစာပြောကြရအောင်နော်ဒီမှာအချစ်ရေးမှာအယုံဆုံး တွေးတာကတော့အဲ sorry နော် someone arrested no someone is in the middle someone is trying to support this this ပြောချင်တာကမရုပ်ပုံလေးကိုပဲကြည့်လိုက်ကွာနော်ရုပ်ပုံလေးတစုံတစ်ယောက်ကတော့အဲဘယ်လိုပြောရမလဲနည်းနည်းတော့ခြားကန်နေမှရှိနေပြီပေါ့နော်နှစ်ယောက်ကြားမှာတစုံတစ်ယောက်ကတော့ဝင်နေပြီတဲ့အဲဒါပြောမစင်တော့အသက်ဘော်ဒီဝင်တဲ့ energy လေးတွေလိုပဲပြောရမှာပေါ့နော်တချို့လေးတွေ တပ်ပါတီကိုရီနှစ်ယောက်ကြားမှာတပ်ပါတီလေးတွေကလည်းနည်းနည်းဝင်ချင်းနေရဆိုတဲ့သဘောမျိုးလေးအဲ့လိုမျိုးလေးတွေပေါ့နော်အနေဆိုင်လေးတွေပြနေပြီဆိုတဲ့သဘောမျိုးလေးကိုမြင်ရတယ်အဲမဖိုင်ယာဆိုင်လေးတွေမြင်တယ်ဖိုင်ယာဆိုင်ဆိုတာကခုနကတပ်ပါတီကဖိုင်ယာဆိုင်လည်းဖြစ်နိုင်သလိုကိုကလည်းဖိုင်ယာဆိုင်ဖြစ်ရင်ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင် ကိုယ့်ရဲ့တစ်ဖက်လိုရတဲ့ fire sign ဖြစ်ရင်ဖြစ်နိုင်တယ်ဒီ energy ထဲမှာပါတယ်ပေါ့နော်တစုံတယောက်ယောက်ကတော့ fire sign လေးတွေပေါ့နော် Aries Leo Sagittarius လို့ခေါ်တဲ့ fire sign လေးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒီအခုဖတ်တဲ့ဒီ reading လေးကိုနားထောင်နေသူလေးတွေရပေါ့နော်နားထောင်နေသူလေးတွေရဒီ fire sign လေးတွေပါတယ်ဆိုရင်တော့ဒါနည်းနည်းသတိထားပေးပါ အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းဒါဆိုင်ကတော့အဓိကမဟုတ်ပါဘူးဒါအမှမြင်အောင်ပြတာပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းဒီအဲကိုနဲ့ကိုရဲ့တစ်ဖက်လူကြားထဲမှာနည်းနည်းလေးပေါ့နော်ကိုစိတ်ထဲမှာတန်တရားဖြစ်နေတဲ့သူက fire sign တွေပါဖြစ်နေဆိုရင်တော့ဒါတတိထားပြီးပေါ့နော်အဲတတိထားဖို့တော့လွန်နေပြီတဲ့နောက်တစ်ခုကတော့ move on နော် someone is တဲ့ဖြစ်တယ် unavailable a waste of time is over ကယ်ပြောနေပြီနော် move on လိုက်တော့တဲ့ဒီမှာ third party situation ရှိနေတဲ့သူကနော်ဒါအဆင်ပြေတော့ဘူးတဲ့ဒီတယောက်ကကိုယ့်ရဲ့တစ်ဖက်လိုကဒီ third party နဲ့ကိုပေါ်နေနေဟမ်ဘယ်လိုပြောရမလဲတိတ်အဆင်မပြေဘူးတဲ့နော်အဲနည်းနည်းဒီ third party ကတော်တော်လေးကိုပေါ်နော်နှောက်ရှက်မဲ့သူဖြစ်နေမယ်သိလား ဲ့တော့ပြောမယ်ဆိုရင်တော့အဲ့ကိုရဲ့တစုံတယောက်ကတော့တဲ့ကိုအတွက်ဒါမဖြစ်နိုင်ဘူးတဲ့သူသူ့ကိုသူနဲ့တူတူဒီလိုမျိုးရှိနေခြင်းကအဆင်မပြေနေတာကိုတည့်ရတာနဲ့အဆင်ပြေအောင်လို့ကိုတအားကြီးပေါ့နော်လိုမျိုးဆွဲထားမိနေတာကအချိန်ဖြုံးတယ်လို့ပါပဲတဲ့နော်အဲ့တော့ move on ရပါမယ်တဲ့တချို့လေးတွေကြတော့ ဟိုတွဲနေတဲ့အခြေအနေမဟုတ်ဘဲပဲပေါ့နော်ဒီလိုမျိုးတက်ပါတီ situation တွေပေါ်လာတဲ့အတွက်ကြောင့်ပေါ့နော် separation ဖြစ်သွားတယ် breakup ဖြစ်သွားတဲ့သူလေးတွေလည်းပါကောင်းပါလိမ့်မယ်အခုနားထောင်နေသူတွေထဲမှာပေါ့နော်အဲ့ကဲအဲ့လိုမျိုးလေးတွေပါရဆိုရင်တော့ဒါဒီပြဿနာတယောက်ကတော့ယုံကြည်ရလောက်မဲ့လူမျိုးမဟုတ်ဘူးကိုတက်ကိုတော့မဟုတ်ဘူးပေါ့နော်ကိုတက်မဟုတ်တဲ့သူတယောက်တည်းနဲ့အချင်းကိုမခံနေပါနဲ့တော့တဲ့ move on ပို့တော့တင့်နေပါပြီဆိုပြီးတော့ပြောထားတယ်အဲ့တော့အကဲကိုက move on ပြီးရင်ဘာလုပ်မလဲ နော်အမှုဆောင်ပြီးပြီးဆိုပြီးတော့အာငါထပ်တော့မချစ်တော့ဘူးငါငါဘာငါပဲနေမယ်ရင်ဦးဆုံးတော့ကိုဘကိုပဲနေရမှာပဲလေဟုတ်တယ်မလားနော်ကိုဘတကောပဲနေပြုတ်ချင်တာကွာတစုံတယောက်ကို move on လိုက်ပြီးဒီလိုမျိုးတစုံတယောက်ကို move on အတွက်နောက်တယောက်ကိုအစားထိုးတဲ့ပုံစံမျိုးတော့မဟုတ်ဘူးအဲ့လိုမျိုးပြောချင်တာမဟုတ်ဒီမှာ open up your heart ဆိုတာကကြတော့ဘယ်လိုပြောရမလဲကွာကိုဒီဒီတယောက်ကမကောင်းလို့ငါငါနှလုံးသားငါပိတ်လိုက်ပြီးနောက်ထပ်လာတဲ့လူတွေရတယ်ငါပုံမှာကောင်းချင်မှာကောင်းမှာ ကောင်းဘယ်လိုပြောမှာကွာ fears တွေဖြစ်သွားပြီပေါ့နော်တန်တရားတွေ fears တွေအဲ့လိုမျိုးတွေဖြစ်သွားပြီကွာနောက်တော့ကိုယ့်ဘဝတွေကိုရောက်လာမယ့်ချက်ချင်းတွေကိုလည်းကိုကမယုံရဲတော့ဘူး။ဒါဆိုတော့ကိုကဒီမှာအထင်နာတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်မယုံရဲတော့မယုံရဲတဲ့ခါကျတော့ကိုယ့်ရဲ့နှလုံးသားလေးကိုကိုကပိတ်ထားလိုက်ပြီကွာ။သိတယ်မလား။တကားမဖွင့်ပေးတော့ဘူး။အဲ့လိုမျိုးမလုပ်ပါနဲ့တဲ့နော်။အရင်ဆုံးတော့တကယ်လို့ပေါ့နော်ကိုကဒီ relationship ကနေ move on လိုက်ပြီဆိုရင်အရင်ကတော့နံပါတ်1ကကိုကိုကိုချစ်ပါ self love ထားပါကိုကို respect ထားပါเนาะကိုကိုကို care လုပ်ပါပြောချင်တာက self love self respect စက်ကေเนาะဒါမျိုးလေးတွေဒီຢာလေးကိုကို့ဘဝမှာကိုကိုကိုပေးနိုင်လာပြီဆိုရင်ကို့နှလုံးသားလေးကို open up လုပ်ပါเนาะဒီလိုမျိုး open up လုပ်ထားတာကိုကိုကောင်းမွန်တဲ့ချစ်ချင်းမြတ်တာတွေကို attract ဖြစ်စေပါမယ်တဲ့เนาะဟုတ်ပြီလားဟိုဒီဟာကြီးကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် now relationship တွေလည်းမကောင်းတော့ဘူးလို့တော့တစ်ထစ်ချာကြီးပြောလို့တော့မရအောင်ပေါ့เนาะဒါပေမဲ့တစ်ခုရှိတာက ကိုယူရမဲ့သင်ငန်းစာပေါ့နော်ဒီတယောက်နဲ့ကိုကဒီလိုမျိုးတွေကြုံတွေ့ခဲ့ရတယ်ဒါပေမဲ့ကိုကသင်ငန်းစာမယူသင်ငန်းစာမယူဘဲနဲ့သင်ငန်းစာယူရဲဆိုတာတည်ရမလားခုနကပြောလို့ပေါ့နော် selfless respect self care ကိုကမရှိဘူးနော်ကိုကြုံတွေ့ခဲ့တဲ့အရာတွေကိုလည်းကိုကသင်ငန်းစာမယူဘဲနဲ့ခုနကအမပြောတဲ့သူအစားထိုးလိုက်တာနောက်တယောက်နဲ့နောက်တယောက်နဲ့အစားထိုးလိုက်တဲ့ခါကျတော့ကိုကိုကိုတော်မှပေါ့နော်ဘယ်လိုပြအပြည့်အဝမချစ်ပေးနိုင်တဲ့ခါကျတော့ ဒီ lessons တွေက universe ကပေးနေအောင်ပါပဲကိုအနောက်တယောက်ကိုလည်းကိုကဒီလိုပုံစံတွေပဲလုပ်နေမိတယ်အရင်တယောက်နဲ့တော့ပုံစံတွေပဲနောက်တယောက်ပုံမှာလည်းပြန်ပြီးတော့တုံ့ပြန်နေမိပဲကြုံလာတဲ့ခါကျတော့လည်းနောက်တယောက်မှာလည်းဒီလိုပုံစံတွေပဲကြုံလာရတယ်အဲ့လိုမျိုးဆိုရင်ကိုကဘယ်လိုပြောရမလဲအဲ့လိုမျိုးပေါ့နော်မချစ်ရတော့ဘူးလို့ကြောက်သွားပြီလို့အဲ့လိုမျိုးတွေဖြစ်ကုန်ရောအမှန်တော့ကိုကကိုကိုကို healing မလုပ်ထားလို့ ဒီလိုမျိုးထပ်ထလဲလဲကြုံရတယ်ဒီလိုမျိုးထပ်ထလဲလဲကြုံနေဆိုတာက lesson ယူရမယ့်ဟာတွေမယူဘဲနဲ့ကိုကဟိုဘယ်လိုပြောရမလဲအဲအစားထိုးလိုက်တဲ့ပုံစံမျိုးသိတယ်မလားတစုံတယောက်ကိုပဲဟိုဘယ်လိုပြောရမလဲဟို dependent ဖြစ်တဲ့ပုံစံမျိုး attachment နေတအားများပြီးတော့ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့ဒီလို pattern တွေပဲပြန်ပြန်ပြီးတော့ကြုံနေရတာကြိုးချင်တာကအဲ့လိုမျိုး pattern တွေကိုမကြုံစည်းနဲ့ဘယ်လိုပဲ break up တွေဖြစ်ဖြစ် separation တွေဖြစ်ဖြစ်ကိုဘွားကိုရည်တည်နိုင်အောင်ကြိုးစား နော်တစုံတစ်ယောက်ရှိမှပျော်ရွှင်ရတဲ့ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ကိုကိုကိုလည်းပျော်ရွှင်ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ကြိုးစားအဲ့လိုမျိုးကြိုးစားပြီးတော့မှကိုနှလုံးသားလေးကိုဖွင့်အဲအဲ့လိုဆိုရင်တော့ကိုတော့ကောင်းမွန်တဲ့ချစ်ချင်းတွေကို attract လုပ်မိပါလိမ့်မယ်တဲ့နော်အဲ့ရှိရှိဖြူချာမှာတော့တစုံတယောက်နဲ့ရောဒိတ်ရတော့မယ်နော်ဒီမှာဒင်နာစားတာတို့ဘာတို့ပေါ့ကွာဒီမှာအပုံလေးကိုကြည့်မယ်ဆိုရင်နော်ဒီလာอืมပြောချင်တာကတော့ကွာသိတယ်မလားဒီကိုရဲ့အနာကမှာဒီဒိတ်ကလေးဒီမှာဒီမှာလဲကြာထားတယ် ဒီမှာလည်းရထားရဲဆိုတော့ဘာပဲဖြစ်ဖြစ်ဒီတယောက်နဲ့ကတော့လုံးဝ move on လိုက်ရတော့မှ change တည်နေပြီเนาะဒီမှာ move on ပြီးရင်တော့နောက်တယောက်နောက်တယောက်ဆိုတာကတကယ်ကောင်းကောင်းတဲ့ဟာကိုပြောတာเนาะဒီလိုမျိုးခုနကအမပြောလို့ healing နဲ့လုတ်ပြီးတော့မှကောင်းတဲ့ချစ်ချင်းမြတ်တာတွေကို attract လုပ်ပြီးတော့မှတွေ့လာရမယ်သူကိုပြောတာအဲ့လိုလူနဲ့ကဒိတ်ရပါလိမ့်မယ်တဲ့เนาะ meeting someone new တဲ့เนาะအင်းဒိတ်ရပါလိမ့်မယ် အဲ့တော့เนาะဒါကဒိတ်ရလိုက်မယ်ဆိုပြီးတော့ရင်းကြီးလဲဝမ်းတမ်းသွားနေအောင်ကိုလိုရမယ့်အရာတွေကိုလဲလုပ်အောင်เนาะကိုစ조사ရမယ့် healing ဘိုင်းတွေကိုလဲ조사ကိုကိုကိုအာယုံဆိုင်အဲ့လိုမှကောင်းမွန်တဲ့ချက်ချင်းတွေကို attract လုပ်နိုင်မှာเนาะဒီလားဒီမှာ move on ကတော့လေလုံးဝဟိုနောက်တစ်ခက်ကလဲဒီမှာเนาะ receiving what you need a progression and arriving moving on closure issue ပြောချင်တာကွာတိလာဒါကဒီရလေးရဲ့သဘောတော့မဘယ်လိုမျိုးခံစားမိလဲဆိုရင်တော့ဘောနော်ကိုလိုချင်တာလေးတွေကိုကိုရရှိဖို့တော့ကိုကရွလွင့်ရမယ်ပေါ့ကွယ်ကိုပြောချင်တာကဒီမာကြီးပဲပိတ်လာမနေနဲ့တိလာဒီမာကြီးပဲဒီအဆင်မပြေတဲ့ relationship ကြီးမှာဒီရတချို့ဆိုရင်သိတယ်မလားအဆင်မပြေရဘူးဆိုမှဒီ age ကိုပဲပြန်ပြီးတော့မျောတလင်းလင်းဖြစ်နေတယ်အဲ အစဉ်ပြေတဲ့ရဝန်းယူဘာလို့ညံ့ညော်လင့်နေရတာလဲပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာတွေစီကိုကိုကရအောင်ရွက်လွှင့်လိုက်တော့စူးစမ်းလိုက်တော့ခုနကအမပြောသလို self love self care self respect တွေနော်အဲ့လိုမျိုးတွေနဲ့အဓိကတော့ focus on yourself ပေါ့နော်ကိုကိုကိုအာရုံစိုက်ပြီးတော့စူးစမ်းလိုက်တော့ကွာအဲ့လိုဆိုရင်ကိုဘဝက progress ဖြစ်လာမှာပဲနော်ဒီလိုရှေ့လျှောက်ရှေ့ပဲလျှောက်ကွာအနောက်ကိုပြန်မလှန်ပြန်မလှည့်ကြည့်နေတော့ကိုယ့်အတွက်မဟုတ်တဲ့သူ ကိုကအချိန်လေးကုန်ခံပြီးတော့လှဲ့ကြည့်မနေနဲ့တော့ရှေ့ကိုပဲဦးတည်ပြီးရှောက်အဲ့ဒါဆိုရင်ကောင်းမွန်တဲ့အရာတွေကဖြစ်လာမှာပဲဒီမှာ kiss တယ်နော်ကောင်းမွန်တဲ့အရာတွေဖြစ်လာကို့အပေါ်မှာဒါတော့ဘယ်လိုပြောရမလဲညီမလေး sorry ညီမလေးတောင်ဖြစ်ကုန်ပြီ follower လေးတွေပေါ့နော်ပြောရမယ်ဆိုရင်ကိုပေါ်မှာတကယ်ကောင်းတဲ့သူကတကယ်ကိုမြစ်တာတွေအပြန်လှန်ပေါ့နော်ပြန်လှန်မြစ်တာတွေနဲ့ရှိတဲ့သူ ဒီလူတယောက်ကရောက်ကိုရောက်လာလိမ့်မယ်လို့အမတော့ယုံကြည်တယ်ဒီမှာလဲဒီမှာဒိတ်ဒိတ်ဆိုပြီးတော့ဒီလုံးဝကိုဒိတ်ရမယ်ဆိုတော့နမိတ်တွေကလည်းပြနေတဲ့ခါကျတော့လေကိုသာအကောင်းဆုံးကိုကိုကိုစူးစမ်းဖို့လိုအပ်တယ်နော်တည်လား အဲဒါတော့စူလာတော့မဟုတ်ဘူးပေါ့နော်ဒါပြောပြရတာပေါ့နော်နည်းနည်းလေးစူသလိုများဖြစ်သွားသလားကွယ်စူသလိုများဖြစ်သွားရင်တော့ sorry ပါနော်စူတာမဟုတ်ပါဘူးလို့နော်ဗာပြောမယ်ဆိုရင်ခယူနာတော်တော်ပေါ့နော်အရန်ကြီးပိတ်လောင်မနေဖို့ကိုကိုကိုတိုးတက်အောင်တိုးတက်ကြောင်းနေကိုရှာဖို့ဒီဒီမဟုတ်တဲ့သူအတွက်ကိုပဲအချိန်ကုန်ခံမနေဖို့အမကဒါဟိုဘယ်လိုပြမလဲ နည်းနည်းလေးဒံလေးတွေတအားဘယ်လိုပြောမလဲဘယ်လိုပြောနည်းနည်းလေးအားပါသွားပါဘောနော်စေတနာလေးတွေပါလို့နော်အဲ့တော့ okay ကဲဒီမှာ abundance လေးအဘာပဲဖြစ်ဖြစ်ကွာကိုတော့ကတော့ဒါဘာဖြစ်ဖြစ်ကောင်းချင်းလေးတွေကတော့ရလာနိုင်မယ်ရလာတော့မယ်ကွာအဲ့တော့ positive mindset လေးတွေပဲထားရမယ်နော် ဟိုပြောမှဆိုတော့ကွာကိုမန်နီဖက်စတအရာလေးတွေရတယ်ဗာပဲရှိရနာကတ်မှာဖြစ်လာလိမ့်မယ်အဲ့တော့ဂျေစုတရားလေးတွေထားဖို့မမေ့ပါလေเนาะကိုရောက blessing လေးတွေကလာမှာကွာအဲ့တော့လာမဲ့အရာတွေကကောင်းတဲ့အရာတွေကရှိနေတယ်ကွာကောင်းတဲ့ချစ်ချင်းတွေလည်းရှိတယ်ကောင်းတဲ့အရာတွေလည်းရှိနေဆိုတော့ကိုကဘာလို့ဒီမကောင်းတဲ့အရာကြီးကိုဘာဖြစ်ဘာဖြစ်လို့ပိတ်လောင်နေတော့မှလဲတဲ့เนาะဟုတ်ပြီလားအဲ့တော့မကောင်းတဲ့အရာကြီးကို move on လိုက်ပါ move on ပြီးတော့ကိုဖြစ်ချင်တဲ့အရာတွေကိုပဲဥတီပြီးတော့သွားပါကိုဖြစ်ချင်တဲ့အရာတွေနောက်ကိုပဲရွတ်လွင်ပါ ကိုဘွားကိုတိုးတက်ရတိုးတက်ချောင်းနေကိုပဲရှားပါနော်ကိုကိုကိုအာယုံစိုက်ပြီးတော့ကိုကိုကိုချစ်နေတဲ့ရေးကလေတိလာဒီလိုမျိုးကိုဘလူးဘလူးရမ်ကိုဆက်ဖလက်ရှိတဲ့သူတယောက်ကဒါရောက်ကြလေးဖြစ်ဖြစ်မိန်ကလေးပဲဖြစ်ဖြစ်ကွာတိလာနော်ကိုကိုကိုအာယုံစိုက်ပြီးတော့ကိုကိုကို respect ရှိနေတဲ့သူတယောက်တော့ကလေရောက်လာမဲ့ချစ်ချင်းနေရတကယ်တော့တမူရှိတဲ့ချစ်ချင်းတွေပဲရောက်လာနိုင်မယ်အဲ့ဒါလို့အဲ့ဒီလိုမျိုးရောက်လာမယ်လို့ကိုအမကတော့ယုံကြည်ရကွာအမအဲ့လိုမျိုးယုံကြည်တဲ့အတွက်ကြောင့်လို့ကိုလည်းအခုချိန်မှာ ကိုကိုကိုကောင်းဆုံးနေထိုင်နေစူးစားတယ်ဟိုဘယ်လိုပြောရမလဲကွာဘယ်အရာကမှ negative mindset တွေနဲ့တအားမတွေ့ဘူးပေါ့နော်တတ်နိုင်ဆုံးတော့ positive mindset နဲ့နေပြီးပဲစူးစားတယ်ဟိုဘယ်ချိန်မှာဘယ်လိုအရာတွေရောက်လာမလဲဆိုတာကိုလည်းအရင်ကြီးလက်မျောလင်းမနေတော့ဘူး universe ကကိုကို specific person ကတော့ပေါ့နော်တစ်ချိန်ချိန်မှာတော့ပေးကိုပေးလာမယ်ဒီလိုမျိုး specific person တွေကလည်းကိုကလည်းဒီချစ်ချင်းမြတ်တာတွေရပေါ့နော်ပြန်လှန်ပေါ့နော်လုံးဝကိုရှိတဲ့မြတ်တာတွေနဲ့လည်းရောက်လာနိုင်မယ်လို့ယုံကြည်တယ်ဒီလိုမျိုးလေးပဲနေရကွာဒီလိုမျိုးလေးပဲနေပြီးတော့ကိုကကောင်းမွန်တဲ့ချစ်ချင်းတွေနဲ့ထိုက်တန်နေဘာလို့လဲဆိုတော့ကိုပေးတဲ့ချစ်ချင်းတွေကလည်းဒီလိုပဲဒီလိုကောင်းမွန်တဲ့မြစ်တာတွေပဲဖြစ်တော့တဲ့ကြောင့်ကိုကကောင်းမွန်တဲ့မြစ်တာတွေနဲ့တွေ့ထိုက်တန်နေဆိုတော့စိတ်လေးနဲ့ပဲလက်ရှိမှာနေထိုင်နေ နောက်ပြီးွားရင်ပေါ့နော်ဒီလိုမျိုးနေထိုင်ရင်းနဲ့လည်းဘယ်တော့လာမလဲဘယ်တော့လာမလဲဆိုပြီးတော့မျောနေတာမျိုးလည်းမဟုတ်ပဲねလက်ရှိလေးမှာကိုဘာတွေလုံးတင်လဲဘယ်လိုမျိုးစိတ်ထားရထားရမလဲဘယ်လိုမျိုးကြိုးစားရမလဲဆိုတော့ကိုကိုအာယုံဆိုင်ပြီးတော့ကြိုးစားတယ်ဒီလိုမျိုးလေးပဲနေရကွာအဲ့ဒါလေးကကိုဘွားရဲ့ inner peace ကိုရစေတဲ့စိတ်အေးချမ်းနဲ့ပျော်ရွှင်ရတာကွာဟိုတစုံတစ်ယောက်နဲ့စကားပြောနေမှတစုံတစ်ယောက်နဲ့ရှိနေမှအဲလိုမျိုးပေါ့နော်ပျော်ရွှင်ရတာမျိုးမဟုတ်ပဲねကိုအလုပ်လေးနဲ့ကိုလည်းပျော်နေရမယ်ကိုဘွားလေးနဲ့ကိုလည်းပျော်နေရအားရင်ဘာလုပ်လဲတစ်ခါကြရင် ဟိုဒီ drama တွေကြည့်ရင်လည်းကြည်တယ်เนาะဒီဘူးဒရာရတာတွေဖတ်ရင်လည်းဖတ်တယ်เนาะအခုဆိုရင်ဒါငလင်းနဲ့ပတ်သက်ပြီးတော့ဒါအမလုံနိုင်တာလေးတွေလုပ်တယ်စ조사တယ်ဟာ free reading လေးတွေအမ hobby ပြီးတော့ဒီ fundraising နေနဲ့အမလုပ်တယ်အဲ့ဒါဘာဖြစ်ဖြစ်ကိုကိုကို focus ထားပြီးတော့ကိုလုံးဆရာရှိတာလေးတွေကိုလုပ်နေတာပဲကွာသိလားနော်အတက်နိုင်ဆုံးပျော့ပျော့ပဲနေတယ်ကွာဒီလို energy လေးတွေကကိုဘွားမှာကောင်းမွန်တဲ့အရာတွေကိုပဲပေါ့နော် attract လုပ်မယ်လို့တော့ယုံကြည်တယ် အဲဒါကတော့ပြောပြတာပေါ့နော်အဲ့လိုမျိုးလေးပဲနေထိုင်မယ်ဆိုရင်တော့လေတိလာဟိုပူဆွေးမှုတွေရလဲလေတဖြည်းဖြည်းနဲ့နင်းသွားလိမ့်မယ်ကိုယ့်ရဲ့ attachment တွေကလည်းတဖြည်းဖြည်းနဲ့ယောလာလိမ့်မယ်အတက်နိုင်ဆုံးပေါ့နော်ဒီလက်ရှိကာလလေးမှာကိုကိုကို healing လုပ်ပြီးတော့ကြိုးစားပြီးတော့နေပါအာဒီ reading လေးကတော့ပြောမယ်ဆိုရင်တော့ပေါ့နော် energy ကြိုက်တဲ့သူလေးတွေလည်းရှိပါလိမ့်မယ်ပေါ့နော်တချို့ဆို separation ဖြစ်နေတဲ့သူလေးတွေတချို့ဆိုလည်း ဒီပေါ်တော့အဆင်မပြေတဲ့ relationship တွေရှိပါလိမ့်မယ်ဒီလိုသူလေးတွေအတွက်ပို့ပြီးတော့ဒီ energy လေးတွေရပါเนาะပို့ပြီးတော့ကန့်ညီလိမ့်မယ်လို့တော့အမကတော့ယုံကြည်ပါတယ်အဲမကန့်ညီတဲ့သူလေးတွေစင်လက်တာကပေါ့เนาะ just ဟိုဘယ်လိုပြောမလဲ knowledge ပေါ့ကွာနည်းနည်းဒီတိုင်းလေးပဲပေါ့เนาะ entertainment တစ်ခုအနေနဲ့ပေါ့เนาะဒါအတိအတိအတိတရားလေးတစ်ခုအနေနဲ့ပဲဒီတိုင်းလေးပဲပို့ပေါ်ပါပါနားထောင်ပေးပါเนาะ တော့ reading လေးကိုခုဒီမှာပဲရလိုက်ကြမယ်เนาะအဲ့တော့နောက်ထပ်ပေါ့เนาะဒီလိုမျိုး origin message လေးလည်းအမဖတ်ပေးသွားနိုင်အောင်ကြိုးစားပါမယ်အဲတကယ်လို့ reading လေးကိုသဘောကျတယ်ဆိုရင်တော့အမကို comment လေးတွေမှာရေးပေးသွားပါတော့။အဲဗီဒီယိုလေးကိုလည်းသဘောကျတယ်ဆိုရင် like and share လေးတွေလည်းလုပ်ပေးပါ။အခုလိုမျိုးနားထောင်ပေးတဲ့အတွက်လည်း sorry ကျေးဇူးများကြည့်တင်ပါရယ်နော်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်တွေ့ကြမယ်နော်။ Bye bye ။